တရုတ်နိုင်ငံမှာကြက်တွေကိုထူရှာတဲ့နီလာနဲ့မွေးမြူကြပါတယ်။တောင်ကုန်းဆောင်မှာဒက်လကောထိုင်မြေပြင်ကိုအုံပြုပြီးတလန်းသောတေယူပို့ဆောင်ရေးကားတစ်စီးကိုကြက်ရှံတစ်ခုလုံးအတိုင်းတာအထိအပေါ်အပြည့်စွင်းနိုင်အောင်တည်ဆောက်ထားပါတယ်။အလုံသမားတွေဟာအဲ့ဒီကားပေါ်မှာထိုင်ပြီးကြက်တွေကိုအစာကျွေးတာကျက်စာဖြစ်ဆက်တာတွေကိုလောက်ဆောင်ကြပြီးနိုင်ရွယ်အတွင်းမှာပဲတောင်းရှိတဲ့ကြက်တွေကိုအစာကျွေးနိုင်ပါတယ်ပြီးတော့ကြက်တွေကို လွတ်လွတ်စွာသွာလာနိုင်အောင်လွှမ်းမွေးထားပါတယ်။ကြဲတွေလှုပ်ရှားသွာလာဖို့မြေနေရာလွှတ်တွေရှိပါတယ်။ဒီလိုလွတ်လွတ်စွာကြဲစားတဲ့ပန်းဝန်းကျင်မှာကြဲတွေဟာပုံမှန်လှုပ်ရှားလေ့ကျင့်ခန်းရတဲ့အတွက်သူတို့ရဲ့အတော်ကပုံမတန်ရည်ပြီးအရသာပိုရှိလာပါတယ်။ကျဲအိမ်တွေကိုလည်းလေကားထိုက်အစင်းတိုင်းမှာကာယုတ်အိမ်လေးတွေစောက်ပေးထားပါတယ်ဒါကလေနဲ့မိုးတောင်ကနေကာကွယ်ပေးရုံသာမကဥတွေကိုလွယ်လွယ်ကူကူကာယူနိုင်ဖို့အတွက်ပါအထောက်အပံ့ပြုပါတယ် ညဘက်မှာအပူရှင်ကျဆင်းပြီးနေဝင်လာတဲ့အခါကျဲတွေဟာသူတို့ဘာသာသူတို့အိမ်ထဲကိုပြန်ဝင်သွားကြပါတယ်ဒီနီလန်ဟာကျဲမွေးမြူရဲ့လောက်အောင်ဝန်ထုံးဝန်ဖို့ကိုများစွာရှိုးရှားပေးနိုင်ပါတယ်